don't forget to do like and subscribe ယခုတင်ဆက်ပေးမှာကတော့ UNESCO ဝင်တဲ့ကိုရီးယားရဲ့ကြီးကျယ်ခမ်းနားလာတဲ့ဗုဒ္ဓနေ့အထိမ်းအမှတ်ဂျာပန်မီပုံပွဲတော်ကြီးပဲဖြစ်ပါတယ်ရှင်ဂျာပန်မီပုံပွဲတော်ကြီးကို2025ခုနှစ်ဧပြီလ26ရက်နေ့တွင် ကိုရီးယားနိုင်ငံဆိုးမြို့လမ်းမကြီးတွေထပ်မလမ်းနေပိတ်ပြီးကြီးကျယ်ခမ်းနားစွာလှည့်လည်ခဲ့တာပဲဖြစ်ပါတယ်။ထိုပွဲတော်ကြီးကိုမြို့သူမဆိုအခမဲ့ကြည့်ရှုနိုင်ပါတယ်။ နိုင်ငံတကာလည်းပါဝင်နာမှုမြန်မာနိုင်ငံကိုစားပြုဗုဒ္ဓအဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ဂျပန်ပြည်တော်အားနိုင်ငံပေါင်းစုံမှလူပေါင်းတောင်းနဲ့ချီ၍တက်ရောက်လာခြင်းပဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရောက်မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များဒီလေမြန်မာတိုင်းရင်းသားဝိဆုံများဝိရေဗုဒ္ဓပွဲတော်တွင်စီတန်းလှည့်လည်ခဲ့ကြပါတယ်ဗုဒ္ဓနေ့ပွဲတွင်ကိုရီးယားရောက်မြန်မာလူမျိုးအများအများလာရောက်ဆင်နွှဲခဲ့ကြသည်ကိုလည်းတွေ့ရှိရမှာပဲဖြစ်ပါတယ် ီတန်းလှည့်လည်မှုကိုညနေ6နာရီမှစ၍2နာရီကျော်ကြာသည့်အချိန်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာပြည်သူတို့ရဲ့မှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်။ ပါတယ်ယူနက်စကိုဝင်တောင်ကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓနေမှာနိုင်ငံပေါင်းစုံမှအခအလှများဖြင့်လဲဖြောပြီးတင်ဆက်ခဲ့ကြပါတယ် ဗုဒ္ဓဘာသာဝင်နိုင်ငံပေါင်းစုံမှစီတန်းလှည့်လည်ပြသခဲ့သလိုလာရောက်ကြည့်ရှုတဲ့အပရိသတ်များဖြင့်ဘေးဘီဝဲရစီကားလျက်ရှိပါတယ်။ဗုဒ္ဓနှင့်ဂျာပန်ဘွဲ့တော်အားတာကိုရီးယားနိုင်ငံဆိုးမျိုးတွင်နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည်ကိုလည်းသိရှိရပါတယ်။